အလုံးမင်္ဂလာပါဒီကူကတော့ကိုမြင့်ဆွေလို့ခေါ်ပါတယ်သူကချစ်ဆွေချစ်ဆွေလို့နာမည်ကြီးပါတယ်တကယ်ပဲဟာတာညာအပြည့်ရှိတယ်လို့ဘဟုတုတအမျိုးမျိုးစာပေတွေကိုဝင်ခတ်တတ်တဲ့သူဖြစ်ပါတယ်ကျွန်တော်အစနဲ့သူ့ဗီဒီယိုကြည့်ကြရအောင်ဟာဒါဖြစ်တဲ့အတွက်ကြောင့်တကယ်ရမောရပါတယ်။ကြပေါင်းတော့နေနေဗျာဒီမှာတပည့်တွေမိန်းမတွေကရည်ရည်လေးပြောပြပါအောင်ဆိုတော့ line မောကခင်ဗျားတို့တွေလည်းကြည့်အောင်ကျွန်တော်ခါတာလေးတစ်ပုတ်ပြောပြမယ်လား။ ဟုတ်တော့ဟာတဲ့အဲ့ယောက်ျားကိုအမတန်နိုင်ဟေး sorry တစ်ချက်ပြောမယ်ကျွန်တော်သူ့ကိုကြိုက်တာလေအခုခေတ်ကာလမှာစကားနဲ့မြင်မြင်ပြောကြတယ်ပြင်ဆင်မှုအမျိုးမျိုးတွေလောက်ပြီးတော့လူတွေဟာဒီဟာလေးကိုပဲလူတွေအများကြီးကြည်ကြလိုက်မယ်လို့မျှော်လင့်တာဒါပေမဲ့ကျွန်တော်တဘာဝအဆက်ဆက်ဒီတန်းသူ့အရှိတန်းငိုတန်းဘာမှပြင်ဆင်မှုမရှိဒီလိုပြောတာသူ့မှာနော်တင်းချီပြီးတော့ follower ရှိတယ်နော် ပြီးတော့ဗီဒီယိုတပုတ်တပုတ်ဆိုရင် 25k 30k တွားနေတာ၄၅နာရီအတွင်းပါလေတကယ်နာမည်ကြီးနေတဲ့ဟာ ဦးလေးဖြစ်ပါလေအကူပြောရအောင်ပေါ့နော်ကိုမြင့်ဆွဲတဲ့င်းနဲ့မိမတယောက်ရှိတယ်တူကလဲနိုင်လဲနိုင်တဲ့ဗျအလျှော်မပေးဘူးတူကလေလာအလျှော်မပေးဘူးတူအဲ့ဒါတနေ့ကျဘာလေးပြောလိုက်ပြောလိုက်ယောက်ျားကိုတူကငါတီးသားပဲဆိုတဲ့စကားနဲ့တူကအနိုင်ယူတာဗျတူအဲ့စကားလေးနဲ့တူကအနိုင်ယူတာအဲ့တနေ့ယောက်ျားကမိမရေးရွာရင်မှငါလာရင်လည်းရက်ွက်ထိန်မှဘလူတွေတော့ရံဖြစ်သားရံဖြစ်နေကြတယ်ဟေးဆိုတော့ငါတီးသားပဲအဲဒီလိုပြောလိုက်တော့ယောက်ျား အဲသူနောက်မှသိရတယ်ဖြစ်သွားတာပေါ့ဗျာအဲ့ဒါအနိုင်ရသွားပြန်အောင်တနေ့ကျတော့ရောက်မိမရောက်မိမအေးငါတို့မှရောက်ဒီမှာဈေးတဲ့ငါသွားတာဈေးတဲ့မှာလေဒီနေ့ဒီမှာဝတ်သားဈေးတွေတက်တာတာမဆက်အောင်ငါဝဲလာတယ်မငါသိသားပဲလို့ပြောတယ်အဲ့ဒါနဲ့ပဲရောက်ကြ ။နားထိုင်မှာဟာတဲ့ငါလာရင်တဲ့အမလီမိမပြောအောင်မယ်တဲ့။စင်ပြန်ကြီးတောင်တွေ့တာဟာအကြီးပဲတဲ့။ तू ကဘာထားပဲအမဲငါသီသားပဲတဲ့။နင်ကစင်ပြန်ကြီးတောင်ရှိတာကိုငါသီသားပဲဆိုတော့နင်ဘရော့အခါမှာငါ့ကိုအလျော်မပေးဘူးအမြဲတမ်းအနိုင်ယူတတ်တယ်။အဲ့တော့စင်ပြန်ရှိမလားဟာဆိုတခါတဲ့ကြောက်အောင်ထူလာအောက်ကဘာပြောရမလဲ။ငါသီသားပဲတဲ့။အဲ့လိုပြောရင်ရိုက်မယ်ဆိုတာ။ အဲ့တော့လို့ညီတို့တွေလည်းယောက်ျားကိုနိုင်ကြီးအဲ့ငါသေးသားပဲဆိုတော့တလုံးနဲ့နဲ့သာအနိုင်ယူကြလာနော်တကယ်ဟာတာညာရှိရနော်ထွင်ပြီးပြောရတယ်ဖြစ်နိုင်တယ်ဆိုရင်ငါတိသားပဲဆိုတဲ့စကားနဲ့ပဲအမြဲတမ်းအနိုင်ယူတော့နောက်ဆုံးတော့သူကစင်ပြန်ခြင်းတကောင်တွေ့တယ်အဲ့ဒါသူမိမမနိုင်စားတော့လို့ဘာလဲငါတိသားပဲပဲပြန်ပြောတော့ကြောကုန်ရိုက်ပလိုက်တာ ဲ့လိုပြောတော့ရိုက်ရိုက်မအောင်ကြိုတီးနေတဲ့ပုံပေါ့နော်ငါတီးတာအဲ့လိုပြောပြန်တယ်တကယ်ဟာတာပဲဒီကောကတော့တော့တူတူချာချာပဲတကယ်ရယူတာတာသူရလောက်လေထဲမှာ natural တဘောဆန်ဆန်ပဲဒီဘာမှပြင်ဆင်မှုမရှိထွင်တာလည်းမရှိဘူးဒီရယူတာတာနဲ့သူကစာပေတွေကိုဝင်ငှတယ်ဘခုမှုတာမျိုးမျိုးတွေကိုဝင်ငှတယ် Facebook မှာတော့သူကတော့တိန့်ချီ follower ရှိနေပါတယ်ဆိုလို့ရှိရင်လူတွေရဲ့ follower တွေရဲ့ချစ်ခင်မှုတွေတကယ်ပြေဝရထားတဲ့အကူဖြစ်ပါတယ်လို့သူကကောင်းကတော့ကိုမြင့်စွေလို့သူ့နာမည်မြမလို့ရေးတာဟုတ်လားဆိုလို့ရှိရင်တကယ်ချင်းလည်းကြည့်ပြီးတော့မှရေမောကြလို့ရပါတယ်เนาะ and the get entertainment ဖြစ်ပါတယ် entertainer လို့ပြောရအောင်ပေါ့เนาะ thank you ပါ